ကဲဒီခေါက်မာရနာနေပြီးတော့ထပ်ပြီးတော့တေး series နဲ့ပတ်သက်တဲ့အကြောင်းအရာကိုတင်ဆက်ပေးချင်ပါသေးတယ်။ဒါကတော့တေးတန်ရှင်ဟန်နီမောင်မောင်ရဲ့ဒါလာယောက်ျားတဲ့။ဟာဟုတ်ပါရဲ့ကျွန်တော်ယောက်ျားပါလား။ဟုတ်ပါရဲ့သူဒါလာယောက်ျားဆိုပြီးပြောထားရယ်ပေါ့နော်။ဟိုဘလို့ယောက်ျားမျိုးလဲပေါ့သူဆိုလို့ကျွန်တော်ကတော့ပေါ့နော်။ series အနေနဲ့ကခုခေတ်မှာဆိုရင်ယောက်ျားလေးအနေနဲ့ကမိတ်ကပ်တွေလေးတယ်နောက်ပြီးတော့နှာခမ်းနေတွေဆိုတယ်နောက်ပြီးတော့ကနေကလျာပေါ့နော်အမူအရာလေးလည်းရှိတတ်ကြရတယ်တဲ့။ဒါဟုတ်သွားနေပြီးတော့ series အနေနဲ့ထုတ်တာဖြစ်ပြီးတော့ဒါလာယောက်ျားဆိုပြီးတော့နာမည်ပေးထားတာ။နင်းနဲ့ကိုကွာရောဒါလာယောက်ျား အာပရိသတ်တွေကတိပါရယ်ရာဟုတ်ပါပြီဒီတော့ပရိသတ်တွေအတွက်ဒေးသန်ရှင်ဟန်နီမောင်မောင်ရဲ့ဒါလာယောက်ျားဆိုတော့သူဘာပြောထားလဲဆိုတော့ပရိသတ်များအခုပဲကြည့်ရှုပေးပါဦးခင်ဗျာ လေအဲ့တချင်းကဟို2023လောက်ကလေးအမဟိုအကြောင်းရပြောပြီးတော့တရေးဆရာကိုရေးခိုင်းထားတာပါဟိုအရန်လှကျင်တဲ့ကောင်းလေးတွေအခုနောက်ပိုင်းအရန်များတယ်နော်အဲအဲ့လိုမျိုးဟိုအခုခစ်ပေါ်လာတဲ့ကောင်းလေးတွေပေါ့အဲ့အကြောင်းလေးရေးထားတာပါနှစ်နှစ်ညီမလေးနှစ်နှစ်ယူခဲ့ရပါတယ်ဟိုပထမအခွေနဲ့ဟိုပထမအခွေ DVD ထွက်ပြီးတော့နှစ်နှစ်နေတော့ဒါနှစ်နှစ်အတိနေတော့ဒီအခွေ audio ထွက်တာပါဟုတ်ဘလို့ရတယ်တချင်းတန်ကြားရင်ကိုခွန်အားပြင်နေရတချင်းကြိုက်တယ်ကြိုက်တယ်ဆိုတော့ဟိုဝါသနာလေးပါတယ်ဆိုတော့လေအဲ့တော့တချင်းကတော့ကိုယ့်အတွက်ခွန်အားပါပဲဟုတ် ချင်းကတော့6ဘုတ်လောက်ရေးပေးထားပါတယ်ဟိုဒါအချိန်မမီလို့မီလို့ရအောင်ကျွန်တော်ထပ်ရေးချင်ပါလိမ့်မယ်ဟိုကျွန်တော်သူလည်း2ဘုတ်လောက်အတွဲဆိုထားပါတယ်အဲတော့တဘုတ်ကတော့ဟိုလို့ရအောင်အပြောနဲ့အလုံနဲ့အပြောနဲ့အလုံဆိုရတိုက်တိုင်နဲ့ဆိုထားတာပါနောက်တစ်ခုကတော့အဲကိုအကျိုင်းနဲ့ကိုဆွဲတခြင်းလေးဆိုထားပါတယ်အဲဒါဟိုအချက်တခြင်းလေးပေါ့ဗျာဟုတ်ပရမခွေတက်စားလို့ရှိရင်တော့ဒီခွေကပို့ပြီးတော့တေတေတက်တက်လေးဖြစ်လာပါတယ်။သူလဲဆိုတဲ့ဖိုကယ်ဆိုတာရဲ့ဆိုတဲ့နှုတ်နေပါလေအရင်ကထက်ဆိုင်ပို့ပြီးတော့ကောင်းလာပါတယ်။စကေးစကေးပို့ကောင်းလာတာပေါ့နော်။ နောက်တော့စိတ်ဝင်စားစရာကောင်းတဲ့ပွဲခန္ဓာလေးတစ်ခုထပ်ပြီးတင်ဆက်ပေးကြပါမယ်။ဒါတော့ဒါကိုဇော်ဝင်းနိုင်သွားထားတဲ့ပွဲပဲဖြစ်ပါတယ်။တမရရုပ်ရှင်ရုံမှာကျင်းပပြုလုပ်ခဲ့တဲ့ခိုးဆိုးလူနိုင်ဆိုတဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်တဲ့ pressure ပြသတဲ့ပွဲခန္ဓာပရိသတ်များမြင်တွေ့ရမှာပါ။ဒီဇာတ်ကားဆိုလို့ရှိရင်တော့ဒီရုံမတင်ခင်ကတည်းကနေပြီးတော့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအဓိကခံနေရတဲ့ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေပြီးတော့ထုတ်လုပ်တဲ့ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ဒီတော့ကိုဇော်ဝင်းနိုင်အနေနဲ့ကောဒီဇာတ်ကားထဲမှာပါဝင်တဲ့ဘယ်တရုပ်ဆောင်များရဲ့ပြောကြားမှုဇာတ်ကား ဒဏ်တွေကိုစုဆောင်းထားပေးမလဲဒီပွဲခန်းရဲ့မြင်ကွင်းတွေကိုသူကနေပြီးဆက်ပြီးတင်ဆက်ပေးတော့မှာပါခင်ဗျ ဒီစကားကိုကျွန်တော်တို့ဆက်ရိုက်ကို့ဖို့ဆိုရင်2014ခုနှစ်3လပိုင်းတည်းကကျွန်တော်စပြီးတီထွင်ခဲ့တာပေါ့တီထွင်ပြီးဒီဇက်ကိုဖန်တီးပြီးတော့ကျွန်တော်ရိုက်ဖို့အတွက်အမျိုးမျိုးစူးစမ်းလုပ်ခဲ့ရလုပ်ခဲ့ပြီးချင်းမှာကျွန်တော်တို့9လပိုင်း2015ခုနှစ်9လပိုင်းမှာရိုက်ဖြစ်သွားတယ်ရိုက်ပြတဲ့ကကျွန်တော်ရိုက်မယ်လို့ဆုံးပြတဲ့ကဒီဇက်ကိုဖတ်ပြီးတော့ဒီတခါမှမရိုက်ဘူးသေးတဲ့ဒီဇက်ဝန်ကန်နဲ့လိုက်မဲ့နေရာကိုရှာကြမယ်အဓိက location ပေါ့ location ကိုရှာမယ်ဆိုပြီးကျွန်တော်ရဲ့ကင်မရာမင်းရဲ့ကျွန်တော်တကယ်ချင်း DOP တယောက်ရှိတယ်ပေါ့နော်အဲကင်မရာမင်းရဲ့ DOP ရဲ့ကျွန်တော် စုပေါင်းပြီးတော့ကျွန်တော်တို့မနက်ဆိုရင်အဲ့လိုပဲဟိုခီးထွက်တယ်လို့ပဲကျွန်တော်တို့ကထွက်ကြတယ်နေရာလိုက်ရှာတယ်အဲ့ဒီနေရာတွေအကုန်လုံးကျွန်တော်တို့ရှာတွေ့ကြတယ်ရှာတွေ့ပြီးဒီစာကြီးတစ်ခုလုံးရိုက်မယ်ဆိုထန်တီးပြီးကျွန်တော်တို့ရိုက်ပြီးရိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့မင်းသားတွေဒီပါဝင်တဲ့တရုတ်ဆောင်တွေအားလုံးနဲ့ကျွန်တော်တို့ကတိုက်တိုက်ဝင်းဝင်းပေါ့တယောက်ကိုတယောက်ဟိုတိုင်းတိုင်းမြင်မြင်ဘာလုပ်ချင်လဲဘယ်အချိန်မှာရိုက်ချင်လဲဘယ်လိုဟာမျိုးဖြစ်ချင်လဲအမှလိုက်တင်ဆိုဘယ်အချိန်မှာမှအတိအကျရိုက်မယ်အဲ့လိုမျိုးတွေကျွန်တော်တို့ဟိုစီယုံရင်ဆင်းပြီးရိုက်ခဲ့ကြတာ အားလုံးကားတွေပြီးတဲ့ခါကျကျွန်တော်တို့ကားဆက်တယ်ကားဆက်ပြီးတဲ့ခါကျကာလာဂရိတ်တင်းတွေပဲလုတ်ပြီးတဲ့ခါမှာအပန်းစနစ်တန်ကိုဒီကားလေးကိုတမူတူကြောင်လုတ်ချင်တယ်ဆိုတဲ့ခါကျတော့အားလုံးကဘန်ကောက်လုတ်တယ်ဟိုမှာလုတ်တယ်ရှိတယ်ဒါပေမဲ့ကျွန်တော်ကအဆက်အသွယ်ကျတော့ကျွန်တော်ကအိန္ဒိယနိုင်ငံဘောလိဝုဒ်မှာအဆက်အသွယ်ရှိတယ်ကြာအဆက်အသွယ်ရှိကြကဲကိုကားလေးဟိုမှာသွားလုတ်ရင်ဘယ်လိုနေမလဲဆိုတဲ့ခါကျတော့ဒီဘက်ကကျွန်တော်တို့ထုတ်လုပ်မှုအပိုင်းမှာကုန်ကြတဲ့ဇယိတ်ဆိုတာ limit တစ်ခုရှိတယ် okay ဒီ limit ကိုထားလိုက်မယ် ဒီတပါတဲ့ limit တခုနဲ့ကိုယ်ပတ်စံနဲ့ကိုစိုက်ပြီးလုပ်မှာဆိုကျွန်တော်ပတ်စံနေနဲ့ကျွန်တော်ပထမအဆုံးဒီဇာကားကိုကျွန်တော်ဟိုပုံမှန်လေးလင်းပြောရလို့ရှိရင်ကျွန်တော်အမှုပညာကြီးတပြားတစ်ချက်မှမယူသေးဘူးဒီကားအတွက်မယူကလေးမယူခဲ့ဘူးဒါပေမဲ့ producer ကျွန်တော်ပေးတယ်ကျွန်တော်မယူခဲ့ဘူးမယူဘဲနဲ့ကျွန်တော်ဘာဖြစ်လဲအဲ့ပေးမယ့်အမှုပညာကြီးကိုပေးပါဆိုတော့အဲ့ဟာရဲ့ကျွန်တော်ရှိတဲ့ပတ်စံထပ်ဆက်ပြီးတော့ကျွန်တော်နိုင်ငံခြားမှာဒီအတန်းကိုအိန္ဒိယမှာအစအဆုံးလုပ်ခဲ့တယ်ပေါ့ sound effect ကို sound design တွေအကုန်လုံးလုပ်ပြီးတော့အဲ့အတွက်အကျိုးကျေးဇူးတွေဒီနေ့ခံစားရတယ်လို့ထင်မိပါတယ် ခမ်းမန်းကြီး9လပိုင်း15ရက်လောက်တင်ပြမထင်နဲ့ခင်ဗျာ။နောက်ဒီဇာလန်းလေးကိုကျွန်တော်ဒီဆောက်ပုံကလည်းဆရာတော်ဦးတော်မရဲ့ဟိုတရားတရားနေပြီးတော့အတိတ်တစ်ခုကိုကျွန်တော်ဖန်တီးခဲ့တဲ့ဇာကလေးပါ။အကျွန်တော်တို့မြန်မာလူမျိုးတွေမှာရှိတင်ရှိတယ်မြန်မာလူမျိုးရဲ့လည်းမဘယ်လူမျိုးမှမဆိုဒီအတိတ်တခုကရှိတင်ရှိတိုက်တယ်လို့ထင်ပါတယ်။အဲဒီလေးကိုကျွန်တော်ကပညာပေးတာတော့မဟုတ်ပါဘူးခင်ဗျာကျွန်တော်အတိတ်ပေးတာပါ။ပရိသတ်ကြီးကိုကျေးဇူးကျေးဇူးများတယ်။ ညဘယ်ညဘယ်ညမင်းတို့ကောင်ရယ်သူရဲဟုတ်တယ်တို့တော့ဘာလုပ်နေဦးလဲနောက်တစ်ခါဒါမျိုးထပ်ဖြစ်ရင်မင်းတို့စောက်ဝတ်တွေကုန်လုံးပေါင်းချဆုံးခံရမယ်ဟုတ်ကဲ့ဗျာဒီကတကယ်ဟိုပညာပေးဆက်ကလေးပေါ့နော်ဟိုကျွန်တော်မိဘတွေကငယ်စဉ်ဘဝမှာဟိုကလေးတွေကိုအမှုမဲ့အမှတ်မဲ့ပေါ့နော် ဘလို့မထားသင့်ဘူးပြစ်မထားသင့်ဘူးပေါ့အဲ့လိုမျိုးပြစ်ထားမိတဲ့အတွက်ကလေးတွေဘဝတွေပြတ်ပြီးတော့လမ်းမေးတွေရောက်တယ်အဓိကတော့လို့ဘဝတွေပြတ်ကုန်တော့ပေါ့ဟုတ်အဲ့ဒီပညာပေးတဲ့အချက်တွေလည်းအများကြီးပါပါတယ်ဟုတ်သမီးကဘာလုပ်နေလို့လဲဖေဖေရဲ့ဘယ်ဟာမှမသိတဲ့ပုံချနေပေါ့ကလေးချစ်ခေါ်နေတွဲနေတော့ပြောတာဟာစောက်ကြီးမပါတော့ပါကွာသူ့သမီးကရွှေလင်မန်းနဲ့အချင်းစပီးမွေးလာလို့ဟမ်ရွှေမုံစားထားလို့လားဟမ်သူတော့ဘယ်လောက်စောက်ဆင်းရှိနေလို့ဟဲ့အဲ့တထဲဆိုတဲ့ကောင်နေလေလေ သေမြေမြို့ရတယ်မီးတကြိုရတယ်ကွာတထေးအလောင်းဆိုပြီးတလားကိုးတဲ့ဘသူမှအိမ်မှာအလှပြထားလို့မြောက်မင်းအဲ့ဒါကိုနားလဲလားတငယ်ချင်းဆိုတာငါ့အတွက်ဖျားပေးတဲ့ဆုလာချစ်သူဆိုတာတော့ငါ့ကိုဖျားပေးတယ်ဖြစ်တယ်ကျွန်တော်အခြေစုပ်တငယ်ချင်းအောင်ဝမ်းပေါ့နော်ကိုမြင့်မြတ်ကောင်မလေးနှင်းစီဆိုပြီးဝင်လာတဲ့အချိန်မှာကျွန်တော်တို့၄ယောက်ရဲ့ဖြစ်ပြတဲ့ဘဝပေါ့အဓိက message ပေးချင်တာကတော့ မိဘမေတကောင်ကျွတ်တယ်မနှိမ်မှုရယ်ပဲပြီးခါရောကျွန်တော်တို့ရစိတ်ထားတွေဟိုဒီတက်မှာပါရဲဆိုတော့မယုံမအောင်ပေါ့နော်ဟိုကျွန်တော်ကညစ်ပတ်ချင်ညစ်ပတ်မယ်ဒါပေမဲ့ကျွန်တော်မယုံမအောင်ကျွန်တော်မဟုတ်တာလို့လို့ပြောကျွန်တော်မယုံမအောင်အဓိကအဲ့လိုလေးပါဟိုကိုက်တာရတော့၄ယောက်လောက်ကမျှတယ်ပြီးခါကျတော့ဟိုဇက်ရလဲဟိုအရန်ကောင်းတဲ့ဇက်လေးပါဟုတ်ဟိုအာဘွားဆရာကြီးမလုံနဲ့ငိန်ငိန်လေးနေလိုက်ဟုတ်ကဲ့မင်းအသက်ကိုနှမျောတယ်ဆို 你没吃过。